ကဲအားလုံးပဲမင်္ဂလာပါဒီခါမှာတော့ကျွန်တော်တို့အာ publisher တင်ငန်းစာပေါ့နော်ဗီဒီယို၃ပုံမြောက်ပေါ့ဒီ publisher ဗီဒီယို၃ပုံမြောက်မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အရင်ဗီဒီယိုတွေမှာတော့ကျွန်တော်တို့ publisher account ဖြစ်တဲ့ဒီကြော်ညာတွေယူလို့ရတဲ့ ATSDR account ကိုကျွန်တော်တို့ဖွင့်ခဲ့တယ်နောက်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ရဲ့ website တစ်ခုအာလူတွေကိုဆွဲဆောင်ဖို့ပေါ့နော်လူတွေကိုဆွဲဆောင်ဖို့အတွက်ဒီ Jake Lee ငါးများ Jake လို့ခေါ်အောင်ပေါ့နော်အဲ့ ဟို website တခုကျွန်တော်တို့အလွယ်လေးဖွင့်ခဲ့တယ်ပေါ့နော်ဒီညမှာဒီဗီဒီယိုမှာကျွန်တော်ပြောမယ့်အကြောင်းအရာကကျွန်တော်တို့ဒီ website ကိုဘယ်လိုပို့ပြီးတော့လအောင်လုပ်မလဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီ website ကိုပို့ပြီးတော့လူတွေရဲ့အမြင်မှာပို့ပြီးတော့မျက်စိပဓာတာဖြစ်အောင်လုပ်မလဲအဲ့ဒါအဲ့ဒါလေးနည်းပါပြောမယ်ပြီးတော့ပြီးရကကြာလို့ရှိရင်ဒီဒါမျိုးကြော်ညာတွေထဲမှာအရက်ဆက်ဆုံးကြော်ညာတစ်ခုဖြစ်တဲ့ဟာလည်းကျွန်တော်တင်ပေးတော့မယ်ပေါ့နော်အရက်ဆက်ဆုံးဆိုတာဘယ်လိုလဲဆိုတော့တဲ့ကျွန်တော်တို့ လို့ publisher တွေအတွက်ကတော့ပတ်စံရတယ်ဒါပေမဲ့ user တွေအတွက်ကတော့တိုင်နေပက်တယ်ပေါ့ဗျာခင်ဗျားတို့ Facebook မှာခဏခဏကြုံနေရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တွားမှ sharing လုပ်ပေးမယ်ဒီခါမှာကျွန်တော်တို့က website ကိုအရင်လုပ်လိုက်မယ်နော် website ကိုနည်းနည်းပါးလေးလောက်အောင်လုပ်မယ်ဒီမှာကြည့်ဒီတိုင်းဆိုပလိန်ကြီးဗျာမလောက်ပြီးရောက်ခါကျတော့ website ကကျွန်တော်တို့ website ကတအားကြီးဟိုတက်တက်ရရဖြစ်မနေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ website ကိုတက်တက်ရရဖြစ်အောင်လုပ်ရမယ် ဒီမှာဆိုလဲဒီမှာကျွန်တော်ကျွန်တော်မလောက်ဘူးပေါ့နော်ကျွန်တော်ရဲ့ website တစ်ခုရှိရကျွန်တော်ပြမယ်ကျွန်တော်လုပ်ထားတဲ့ website တစ်ခုရှိရအမ်ဘယ်ရနဲ့ဖြစ်မယ်ဒါနဲ့ဖြစ်မယ်ပေါ့နော်ဒီမှာပြောချင်တာကမိတ်ဆွေတို့ဒီ website တွေဖန်တီးရတဲ့မှာ Google account နှစ်ခုရှိရဆိုရင်နှစ်ခုလောက်နဲ့ဖန်တီးပါဘာဖြစ်လို့လဲဆိုတော့ဒီအခုကျွန်တော်တို့လုပ်နေတဲ့ဟာပေါ့နော်အခုကျွန်တော်တို့ ဖွင့်ထားတဲ့ဒီ website အမျိုး website မျိုးစား blogger.com ဆိုတဲ့ဟာကဒီ blogger page တွေကဒီမျိုးအခုကျွန်တော်ပြပေးနေတဲ့ ATSDR ရဲ့ဂျုံညာတွေကိုတွားထိုးပြီးတော့ပဲပတ်စံရှာလို့ရတာမဟုတ်ဘူး။ဒါမျိုး post တွေကိုရိုးရိုးတတလေးတန်တန်ရှင်းရှင်းလေးတင်ပြီးတော့ဗောနော်နေတိုင်းနေတိုင်းတင်ပြီးတော့တင်နေပြီးတော့မှအင်္ဂလိပ်လိုမှမဟုတ်ဘူးเนาะမြန်မာလိုလည်းရတယ်တန်တန်ရှင်းရှင်းလေးတင်ပြီးတော့သူက Google AdSense လို့ခေါ်ရဲရပါဗောနော် modernization ရှောက်လို့လည်းရတယ်ဒီ website ကဒါမျိုး website က ဲ့တော့အဲ့ဒါကြောင့်ဘယ်လိုပြောမလဲမိတ်ဆွေတို့ပို့ပြီးတော့တဆင့်မြင့်သွားတော့ဗောနော်နည်းနည်းအဆင့်ပုံမြင့်သွားတော့ဗောအဆင့်ပုံမြင့်သွားဆိုတော့ပြောချင်တာဆိုတော့မိတ်ဆွေတို့ Google ဟော Google ရဲ့ YouTube channel တို့ Facebook တို့ TikTok တို့မှာဆိုရင် monetization ရှောက်ရတယ်တူတက်မှတ်ထားတဲ့အရေးအတွက်ပြည့်ပါရင်ဗောနော်ဒီမျိုး website တွေမှာလည်းတက်မှတ်ထားတဲ့အရေးအတွက်ရှိရတက်မှတ်ထားတဲ့အရေးချင်းဗောနော်ပြောရလို့ရှိရင် သူကအနည်းဆုံး post က20 30ရှိရမယ်ဒါပုံမှန်တင်နေရမှာပေါ့နော် post က20 30ရှိရမယ်နောက်ပြီးရရှင်သူက user တွေကိုမကြည့်ဘူးဒီမှာ user ဘယ်လောက်ရှိရဲဆိုတာသူမကြည့်ဘူးခင်ဗျားရဲ့အာဒီ website မှာလာပြီးတော့ကြည့်ရလူက50ရောက်ရှိတယ်ဆိုလို့ရှင်လည်းခင်ဗျားရဲ့ post က20 30ဒါမှမဟုတ်40လောက်ရှိရတယ်ပြီးတော့သူ့ရဲ့တက်တန်းကလည်းအာ၄လတက်တန်းပေါ့နော်၄လတက်တန်း၄လကျော်တက်တန်းလောက်ရှိနေပြီဆိုလို့ရှင်သူက modernization ရှောက်လို့ရတယ် ADS ဒီ all sorry အာဒီ Google Adsense နဲ့ချိတ်ဆက်ပြီးတော့ဒီ page မှာပေါ့နော်ကျွန်တော်တို့ website မှာကြော်ညာတွေတို့ကတက်လာအောင်လုပ်ပေးနိုင်တယ်ပေါ့နော် Google ကလုပ်ပေးတယ်ဒါက Google ရဲ့တရားဝင် website ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုပေးတုံးထားတဲ့တရားဝင် website တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒုက Google Adsense ရှောက်တဲ့နေရာမှာဒါအလွယ်တယ် YouTube တို့ဘာလို့ကကျတော့နည်းနည်းခက်တယ်နည်းနည်းခက်တယ်ဆိုတော့ဘလို့ခက်လဲဆိုတော့ တို့ပါက watch hour 4တောင်းပြရမယ်နောက်ပြီးတော့ user ကလည်း9တောင်းပြရမယ်ဆိုတာအဲကျွန်တော်မေ့တောင်းမေ့ရအဲ့လိုဘာလို့တတ်မှတ်ထားတဲ့အရေးသွေးလေးရှိရပေါ့တတောင်းကမတည်ဘူး9000 9000ပြရမယ်ပေါ့နော် user subscriber ပေါ့အဲ့လိုမျိုးလေးတတ်မှတ်ထားတာရှိရပေါ့နော်ပြီးတော့ Facebook တို့ TikTok တို့မှာလည်းအဲ့လိုတတ်မှတ်ထားရရှိရဒီကောင်မကကျတော့အဲ့လိုတတ်မှတ်ထားတာနည်းတယ်ပေါ့နော် content ချက်တွေနည်းတယ်တခုပဲကျွန်တော်တို့က ဒါမျိုး ATS DR ရဲ့ကြော်ညာတွေပေါ့နော်ဒါမျိုး ATS DR ရဲ့ကြော်ညာတွေထိုးထားတဲ့ဟာဆိုလို့ရှင်တော့သူက modularization ရှောက်တဲ့အခါမှာလွယ်လွယ်ကူကူမပေးဘူးဘာလို့လဲဆိုတော့အာလုပ်ငန်းရှင်တွေဆိုတာသိပါတယ်ခင်ဗျားတို့လည်းအမျိုးဖြစ်မှာပေါ့နော်ကိုကိုကိုပေးထားတဲ့ website မှာတခြား company ရကြော်ညာကိုလာထိုးပြီးရောကိုရှင်မှာလည်းကြော်ညာကိုလာတောင်းနေသေးရဲ့ဆိုဘယ်သူပေးချင်ပါလဲမလားပေးချင်လို့အဲ့ကြောင့်မလို့ဒီမျိုးတက်တက် ပေါ့နော်ဒါက Google AdSense အတွက်ကျွန်တော်လုပ်ထားတာ Google AdSense ရှောက်ဖို့ကျွန်တော်လုပ်ထားတဲ့ website ပေါ့နော်ဒါတက်တက်ရရလေးလုပ်ထားတယ် အာနောက်ခုကကျတော့တရားကျတော့နမူနာပြထားပါဘောเนาะကျွန်တော်မှာတခြား website တွေရှိသေးတယ်။အဲ့အဲ့အဲ့မှာကျတော့ကျွန်တော် ATS တရားကကြော်ညာတွေကိုပဲထိုးရတယ်။ဘာလို့လဲဆိုတော့ဒီကောင်ကအရမြန်လို့ဘောเนาะရတာမြန်တယ်ဘောเนาะ Google လိုမျိုးစောင့်စရာမလိုဘူး။ညာကိုပါကိုကြော်ညာထည့်လိုက်ပြီးရပဲ။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ website ကိုလောလောပပလေးတက်လုပ်မယ်ဗျာ။ website ကိုလောလောပပလေးလုပ်မယ်ဆိုဒီမှာဒါကတော့ကျွန်တော်လုပ်ထားတဲ့ website ပုံစံဘောเนาะဒီမှာ နမူနာလေးကျွန်တော်ပြပေးရဒီမှာဆိုကျွန်တော်ပုံပါတယ်နာမည်ပါတယ်နောက်ပြီးတော့ဒီဘေးမှာဆိုရင်လည်း layer လေး level level လေးခွဲထားတယ်ဗောနော်ကျွန်တော် level လေးခွဲထားတယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးတက်တက်ရရကလေးလုပ်ထားတယ်ဗောနော်ဒီမှာကြည့်ဒါဒါတော့ကျွန်တော်အမြင်မှာတိုက်ရတယ်ဗောနော်ဒီမှာ search bar လဲပါသေးရောဗောနော်ဒါမိတ်ဆွေတို့လည်းအဲ့လိုမျိုးတက်လို့ရတယ်ကျွန်တော်အခုပြလိုက်မယ်ဒီဟာဆိုတော့ဒါခုနေ့ကကျွန်တော်တို့ဖွင့်ခဲ့တဲ့ website ပေါ့ဗျာ အဲ့တော့ကျွန်တော်တို့ဒီ website ကိုတွားပြီးတော့အလားဆင်ကြမယ်ဗောနော်အလားဆင်ကြမယ်ဆိုကျွန်တော်တို့ငကိုမူရင်း page ကိုပြန်တွားလိုက်မူရင်း page ကဒီကောင်မဟုတ်ဘူးနော်မူရင်း page ကဒီကောင်ဒီမှာနော်မူရင်း page ကဒီကောင်ဗောနော်အာကျွန်တော်တို့က post ကိုတွားလိုက်တယ်မဟုတ်ဘူးလားအဲဒါကတော့ကျွန်တော်တို့ဝင်ဝင်လာချင်းမှာကျွန်တော်မြင်ရမယ့်ဟာဗောနော်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ကဒီ team ကိုတွားလိုက် team ကိုတွားတွားပြီးရခါကျရင်ဒီမှာကျွန်တော်တို့ပုံစံတွေတွားမှရွေးလို့ရတော့ website ပုံစံ template တွေဗောဗျာခင်ဗျားဘယ်ပုံစံဘယ်မျိုးစတုံးချင်တာလဲ ါတော့ကိုတင်တဲ့အကြောင်းအရာနဲ့တက်ဆိုင်ပြီးတော့ဗောနော်ကိုတင်တဲ့အကြောင်းအရာကိုကြည့်ပြီးတော့ကိုဖာတော့ကိုပြင်ချင်တယ်လို့ပြင်လို့ရတယ်ဗောနော်အဲ့ဒီတော့ကျွန်တော်ကอืมဒီပုံစံလေးနဲ့နမူနာပြလိုက်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်ဆိုလို့ရှိရင်တကယ်လို့မိတ်ဆိုတာ customize လုပ်ချင်တယ်ဆိုလုပ်လို့ရတယ်ဒီမှာ customize ကိုလည်း ကစ္စတာမိုက်ကိုနှိပ်နှိပ်ပြီးတော့အခါကျရင်ကျွန်တော်တို့ဒီမှာကာလာတွေတင်းတွေတော့ပြောင်းလို့ရတယ်ဒါဆိုဒါကကျွန်တော်ရဲ့ပုံစံမြင်ရမယ့်ပုံစံပေါ့နော်ကျွန်တော် website မြင်ရမယ့်ပုံစံကျွန်တော်ကအဲ့လိုမျိုးမလိုချင်ဘူးကာလာကိုနည်းနည်းပြောင်းချင်တယ်ဆိုရင်ကာလာကိုပြောင်းမယ်အာဆိုပါတော့ဒီကာလာလေးထားမယ်ဆိုပါတော့ဒီကာလာလေးဆိုရင်ဒီမှာကြည့်လိုက်သူက main color theme ဆိုတော့ဒါမူဟို main ပေါ့နော် color ဒါမျိုး size bar တွေပါတယ်ဒါမျိုး icon တွေကိုမြင်ရမယ့်ဟာပေါ့ ဟုတ်ပြီဆိုကျွန်တော်တို့က background image ကလည်း nam လို့ထပ်ထားတယ်ကျွန်တော်တို့ background image ကိုပြောင်းချင်တယ်ဆိုပြောင်းလို့ရတယ်ကျွန်တော်တို့ကဒီကောင်လေးပြောင်းကြည့်လိုက်မယ်ပေါ့နော်ဒီကောင်လေးပြောင်းကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ background မှာပုံလေးတစ်ပုံရှိနေလိမ့်မယ်အခုကကျွန်တော်ပုံရှိထားတယ်ပေါ့နော်ဒီမှာ background image ကျွန်တော်ထည့်ပြီးပါပြီပြီးရင်ဒီမှာ advance ဆိုတော့ကျွန်တော်တို့ပို့ပြီးတော့တိချင်တယ်ပို့ပြီးတော့လုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ font size ပေါ့နော် font size ဆိုတော့ဒီမှာကြည့်လိုက်ဒီ font size ကိုပဲနမူနာကြည့်လိုက်နော် အဲ့တော့ကျွန်တော်တို့ကဒီမှာ20ရေးထားတယ်ကျွန်တော်နည်းတဲ့ပြောင်းကြည့်လိုက်မယ်40လောက်ထားကြည့်လိုက်မယ်ဒီဘလိုဖြစ်သွားမလဲဘောနော်40လောက်ထားကြည့်လိုက်ပြီးတော့ဒါကိုလည်းဘိုးလို့ပြင်မယ်ဒါမှအများကြီးပဲဗျမိတ်ဆွေတို့တော့ပြောင်းကြည့်လိုက်လို့ရအောင်နော်ခုပါကအချိန်ရှိရင်အေးဆေးလျှောက်ကလေးလိုက်နော်အဲ့တော့အခုကျွန်တော်ဒီကောင်လေးပဲထားလိုက်မယ်ဘောနော်ဒီကောင်လေးထားလိုက်ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့อืมဒီအောက်မှာ save ဆိုတာလေးရှိရယ်ကျွန်တော် save လိုက်မယ်နော် save လိုက်ပြီးကျွန်တော်တို့ထွက်လိုက်မယ်ထွက်လိုက်တယ်ဆိုတော့ဒီ team ကကျွန်တော်တို့လက်ရှိတုံးတော့မှာ team ပေါ့เนาะကျွန်တော်တို့တွက်ကြည့်လိုက်မယ် team တကယ်ပြောင်းသွားရတာဆိုတာဒီမှာကြည့်လိုက်တကယ်ပြောင်းသွားပြီ team ကမနော်ပုံကဘေးမှာပေါ်သွားပြီเนาะခုနကတုန်းကဆိုပုံကအပေါ်မှာပေါ်တယ်အခုကပုံကဘေးမှာပေါ်တယ်ပြီးတော့ဆာကဒီနားမှာပေါ်တယ်ကျွန်တော်တို့ read mode ကိုနှိပ်လိုက်မှာဒါပို့ပြီးတော့ဖတ်မယ်ဆိုတဲ့အခါကျမှသူကဒီမှာခေါင်းဆယ်မှာအကြီးကြီး စာရအမဲရောင်နဲ့ပေါ်တယ်နောက်ပြီးတော့ပုံကဒီလိုပေါ်တယ် font size ကိုကျွန်တော်40ထားတဲ့အတွက်ကြောင့်လို့ဒီမှာအကြီးကြီးဖြစ်နေတယ်မနော် font size ကိုအကြီးကြီးထား40လောက်ထားလိုက်တဲ့အတွက်ကြောင့်အကြီးကြီးဖြစ်သွားတယ်ပေါ့နော် okay အဲဆိုတော့တိတ်တော့မမိုက်ဘူးပေါ့နော်ကျွန်တော် font size ကိုပြန်တော့ပြင်လိုက်မယ်အဲ့လောက်ကြီးရကြောင်မမိုက်ထူထားတဲ့အတိုင်း20ပဲပြန်ထားလိုက်မယ်နော် ဒါတော့မိတ်ဆွေတို့ကိုပါတာကိုကြည်ပြီးတော့မျက်စိပတာတာဖြစ်အောင်အစင်တဝါတေချာလေးပြင်ယူရမှာနော်အချိန်ပေးပြီးတော့ပြင်ရမှာကျွန်တော်ကတော့ဒီမှာဒါအရင်အချိန်ပေးလိုက်လို့ရှိရင်မိတ်ဆွေတို့ပြင်ပြင်တော့မှာဆိုလို့ကြည်ရတာအဲ့တော့ကျွန်တော်နောက်တစ်ခေါက်ပြန်ကြည်လိုက်မှာနော်ဖောင်ဆိုင်ကမဆိုးဘူးလို့ပြောလို့ရပါတယ်အာကြီးနေတော့မယ်နော်ထားလိုက်ပါ โอเคပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရအောင်လဲဆိုတော့ကျွန်တော်တို့ profile တော့တွက်ပြင်အောင်မယ်ပေါ့เนาะ profile တော့ပြင်ရအောင်မယ်ဆိုတော့ကျွန်တော်တို့ setting ထဲကိုဝင်လိုက် setting ထဲကိုဝင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြင်စရာရှိသေးတယ်ကျွန်တော်တို့ true lab ကိုခုနကရိုးရိုးတန်းတန်းလေးမထားချင်ဘူးကျွန်တော်တို့ emoji လေးထည့်ချင်တယ်ဆိုဒီညမှာလာပြီးတော့ emoji လေးထည့်လို့ရကျွန်တော်ကတော့ laptop မှာဆိုတော့ emoji ရောမပြတော့ဘူးပြန်เนาะနောက်ပြီးရင်ဒီမှာ discretion discretion မှာကျွန်တော်တို့ရေးထားမယ်ဒါကဘာလုပ်တဲ့ဟာလဲ true lab ဟောကျွန်တော်တို့က အာဘာအကြောင်းတွေတင်လာလဲဗောနော်อืมကျွန်တော်တို့လိုမျိုးလေးပေါ့နော်ရှောက်ပြီးတော့တင်လိုက်တော့ပေါ့နော် ဒါမိတ်ဆွေတို့ကကြာတေချာစဉ်းစားမှတင်เนาะကျွန်တော်ကဒီမှာဒီတိုင်းပေါက်ကြရလေးစေလျှောက်ပြောပြတာပြီးရင်တော့ဘာသာစကားရွေးလို့ရတယ်မိတ်ဆွေတို့ကြိုက်တာရွေးလို့ရတယ်ကျွန်တော်တော့အင်္ဂလိပ်ပဲထားတယ်ဗောနော်အင်္ဂလိပ်ပဲထားလိုက်နောက်ပြင်ဘာရှိအောင်လဲဆိုလို့ရှိရင် Okay ဒီမှာတော့ဒီလောက်ပဲဒီမှာဒီလောက်ပဲနောက်ပြီးတော့ခါကြတော့ကျွန်တော်တို့က page ကိုထပ်သွားလိုက်မှာเนาะဒါကကျွန်တော်တို့ရဲ့ page လက်ရှိ page ပေါ့เนาะ လေးယောက်ကိုတွားမယ်လေးယောက်ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ true lab ဒီကောင်က header ပေါ့နော် header ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီကောင်ဒီကောင်စီးပေါ့နော်ဒီကောင်စီးပေါ့အဲ့ဒီတော့ကျွန်တော်တို့အဲ့ header မှာတွားပြင်ရမယ်ပို့ပြီးတော့လှပါအောင်နော်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာ true lab ဒီမှာလဲမဲ့ဆိုတော့ကြိုက်တလို့ emoji လေးထည့်မှရေးလို့ရဒီမှာเนาะခုနကျွန်တော်ရေးထားတဲ့ဟာဒီမှာ image မိတ်ဆွေထည့်ခြင်းပုံထည့်ခြင်းနဲ့ဆိုရင်ထည့်လို့ရတယ် URL ပေါ့ URL ဆိုတာက image image က URL ထည့်ချင်တယ်ဆိုထည့်လို့ရပါတော့မထည့်ချင်ဆို upload ကိုရွေးထားမှပုံထည့်လို့ရတယ်ဒီမှာကျွန်တော်ထည့်ပြမယ်တပုံလောက်ဒီပုံလေးထည့်ပြမယ်ကျွန်တော်ဒီပုံလေးထည့်လိုက်ပေါ့နော်ပြီးရရှင်ကျွန်တော် save ကိုနှိပ်လိုက်ဒါဆိုလို့ရှင် header မှာပုံလေးပေါ်လာမယ်ပေါ့နော်အခုတော့မပေါ်သေးဘူးကျွန်တော်မ save ရသေးဘူးကျွန်တော်အကုန်လုံးလုတ်လိုက်လုတ်လုတ်ပြီးတော့အခါကျမှ page lib ဆိုတာကျွန်တော်တို့ရဲ့ page ကို လစ်ဘလိုထားမလဲပေါ့နော်လလပပလေးဘလိုထားမလဲဒါတွေကတော့အခုလောဆောင်မှာ post ကမများသေးဘူးဆိုတော့ဒါတွေထားလိုက်အောင်ဖယ်လိုက်အောင်ဒီနောက်မှာ about me ဆိုတာခင်ဗျားရဲ့အကြောင်းပေါ့နော်မိတ်ဆွေရဲ့အကြောင်း about me ဆိုတဲ့နေမှာဘာထည့်မလဲနော်နော်တိုက်တယ်အာလိုကေးရှင်းထည့်မလားမထည့်ဘူးဆိုလို့ရှိရင်မထည့်ဘူးရတယ်ကျွန်တော်တို့ဒီတိုင်းထားလိုက်မယ် about me အဘလော့ကာ level level လဲထားရမယ်ပေါ့နော်ကျွန်တော်ဒါရဲပြင်ဆင်ရမလို့လေဦးနော် folder folder ဆိုတာကကြတော့ဒီအောက်ဆုံးကပေါ့နော်ဒီအောက်ဆုံးကမြင်ရမယ့်ပုံစံမျိုးအဲ့တော့ folder မှာလည်းအဲ့လိုပဲတွားပြင်လို့ရတယ်ပေါ့နော် folder ဘယ်လိုပြင်မလဲ folder ကကြတော့ ဒီမှာကိုယ့်ရဲ့နာမည်ထည့်ချင်ထည့်လို့ရတယ်ဒါပေမဲ့ဒါ domain ဝင်မှာထည့်လို့ရမယ်ထင်တယ်เนาะအဲ့တော့ကျွန်တော်တို့ကပြောင်းဆရာမလို့တော့ဘူးဒီလောက်ပဲရသွားပြီပေါ့เนาะကျွန်တော်ဗာကြံလေးလည်းကြည့်လိုက်မယ် page ကိုကြည့်လိုက်တော့ဒီမှာကြည့်လိုက်ခုနကကျွန်တော်ထည့်ထားတဲ့ပုံလေးကဒီနေရာမှာရောက်သွားတယ်เนาะဒီမှာခုနကျွန်တော်ထည့်လိုက်တဲ့ပုံကဒီမှာရောက်သွားတယ် description ကလည်းဒီအောက်မှာရောက်လာတယ်ဒီမှာပြီးရင်ကျွန်တော်တို့ရဲ့စာကလည်းဒီမှာပုံစံကကျွန်တော်တို့ emoji ထည့်ထားဆို emoji ပုံစံလေးပြောင်းသွားမယ်ပေါ့เนาะ ဖတ်ပြီးကျွန်တော်တောင်းနှိပ်ကြည့်လိုက်ဆိုဒီမှာကျွန်တော်အကြောင်းပုံမထည့်ရသေးဘူးเนาะပုံမထည့်ရသေးဘူးနောက်ပြီးတော့ level အာ level ဒီမှာတစ်ခုရှိရပုံထည့်ဖို့လိုရဲပုံထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါလေးကိုပုံလေးကိုနှိပ်လိုက် edit profile ကိုနှိပ်နှိပ်ပြီးသွားတဲ့အခါကျတော့ကျွန်တော်ပုံထည့်မယ် upload from computer ပေါ့เนาะဒီမှာ browse ကိုနှိပ်အာကျွန်တော်ပုံထည့်မယ်ပေါ့เนาะ โอเคပုံထည့်ပြီးွားပြီဒီမှာเนาะပုံလက်လာလေးပဲပုံထည့်ပြီးွားပြီပြီးရင်ဂျန်တန်မှာကျွန်တော်တို့ကယောက်ျားလားမိန်းမလားဆိုထားမယ်ကျွန်တော်တို့ကယောက်ျားပေါ့เนาะယောက်ျား website อ๋อ sorry ทําဟုတ်ထားလိုက်အကောင့်တွေထားကြမလို့ရှင်းထဲမရှင်းထဲကြမလို့ဘောเนาะ country မှာကျွန်တော်တို့ထည့်ကျင်တဲ့ဟာထည့်လို့ရတယ်ကျွန်တော်တို့ရဲ့နိုင်ငံတခုခုရှာလိုက်ပေါ့ဗျာ ဲဂျုံတာပဲထည့်လိုက်မယ်ဗျာနော်ဒါအလုတ်ကတော့မိတ်ဆွေတို့ဘာအလုတ်လုတ်တာလဲကျွန်တော် art လို့ထည့်လိုက်မယ်ဗျာနော် education တွေပါတယ်ညာတွေဗျာနော်ပြီးဆိုရပြီကျွန်တော်တို့ဒါပဲဒါကမိတ်ဆွေကမလိုချင်ဘူးဆိုလို့ရှိရင်ဒီကနေပြန်ဖြတ်လို့ရ remove နော် remove photos ဆိုတာ profile ပုံကိုဖြတ်လိုက်တာတရားဆိုလို့ကျွန်တော် blogger data profile ပေါ့နော်ကျွန်တော်တို့ blogger page ကြီးတစ်ခုလုံးကိုအကုန်လုံးဖြတ်လိုက်တာပေါ့ data တွေအကုန်လုံးဖြတ်လိုက်တာအခုဆိုကျွန်တော်တို့ရဲ့ကိုယ်ကပြန်သွားကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ page ကိုပြန်သွားကြည့်လိုက်မယ်ဆိုဘလို့ဖြစ်နေပြီလဲပေါ့ဘလို့ဖြစ်နေလဲဆိုတော့ဒီလိုတော့ဖြစ်နေပြီကျွန်တော်တို့ down နေကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ profile ပုံကြီးနဲ့ကျွန်တော်ရဲ့အကြောင်းရေးထားတဲ့ဟာလေးပေါ်လိုက်ပေါ့နော်ကျွန်တော်အကြောင်းမှာကျွန်တော်ရေးချင်တာရေးလို့ရတယ်ပေါ့နော်မိတ်ဆွေတို့သွားရေးလို့ရတယ် basic profile ကိုနှိပ်လိုက်မယ်ဆိုရင်ဒီလိုလေးပေါ်နေမယ် မနော်ဒီမှာယောက်ျားအာ location ကဂျပန်ဒါပဲပြီးပြီပေါ့နော်ဒီလိုလေးလောက်ထားလိုက်ပြီဆိုလို့ရှင်တော့မိတ်ဆိုတော့နောက် post တစ်ခုတွေထပ်တင်တဲ့အခါမှာဘယ်လိုဖြစ်မလဲဆိုတော့ဒီပုံစံလေးမြင်ရမှာပေါ့နော်ကျွန်တော်ပြရမှာနော်သူများတွေလာကြည့်ရဆိုလို့ရှင်ပေါ့သူများအပြင်ကနေလာကြည့်ရဆိုရင်ဒီလိုလေးမြင်ရမှာပေါ့နော်ဒီမှာ about me မှာကျွန်တော်နာမည်အာနာမည်ပါမယ်နောက်ပြီးတော့ဒီခါကျတော့ကျွန်တော်ရဲ့ profile ပါမယ်ပေါ့နော်ဒီမှာ ပြီးရင်ဒီမှာကျွန်တော်ရေးခဲ့တဲ့ block တွေအကြောင်းပါမယ်ပြီးရင်ဒီမှာ level တွေအကြောင်းပါမယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ post တွေပေါ့နော်အဲ့လိုမျိုးမြင်နေရမယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ block ကပို့ပြီးတော့လတ်လတ်ပတ်ပတ်လေးဖြစ်သွားတယ်ပေါ့နော် Okay ဒါတော့ block ကိုပြင်ဆင်တာပေါ့နော် block ကိုပြင်ဆင်တာအာခုဘာကြံနေလဲဆိုတော့ကျွန်တော် ADS တရားမှာနောက်တဲ့ဟိုတခုထည့်တဲ့ဟာကျွန်တော်တော့ပြပြီးမှာเนาะ link link ယူတဲ့ဟာပေါ့ ဲ့တော့ကျွန်တော်တို့ဒီမှာ post တစ်ခုတက်ထပ်တင်လိုက်မှာပေါ့နော် post တစ်ခုထပ်တင်မယ်အာဘာ post တင်မှာဟာမတင်လဲရပါတယ်ကျွန်တော် ads တရားကြတော့အဲ့လောက်ထိမလုပ်ဘူးကျွန်တော်ဒီနေ့တော့ post မတင်ပြတော့ဘူးမိတ်ဆွေတို့ကကြာနေ့တိုင်းနေ့တိုင်း post တော့တစ်ခုတစ်ခုအမျိုးတင်ပေးရမှာပေါ့နော်အဲ့ဒါမှပဲပုံပြီးရောဟိုဖြစ်တာ post တင်များလာမှလူတွေကလည်းပုံပြီးရောဖတ်စရာတွေများပါဗျာအဲ့တော့ကျွန်တော်တို့ ads တရား website ကိုတွားလိုက်မယ်မနေ့ကကျွန်တော်တို့ချိန်ခဲ့တဲ့ဟောပေါ့နော် မနေ့ကကျွန်တော်တို့ချိန်ခဲ့တဲ့ဟာဒီကောင်ပေါ့နော်ဒီ blog အာဒီ website ပေါ့ဒီ website ဒီနားနေလိုက်တစ်ချက်နေလိုက်နေလိုက်ပြီးရင်ကျွန်တော်ဒီ smart link ကိုနေ smart link ကိုနေပြီးတော့ကျွန်တော် create ကိုနေ create ကိုနေပြီးရင် quality ခေါ်ရဲကိုနှိပ်ပြီးတော့ရပြီကျွန်တော်ဒီနာတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ပြီးဒီမှာ smuggling ဆိုတာကျွန်တော်ရလာပြီဒီကောင် get code ကိုနှိပ်လိုက် copy ယူလိုက်အဲ့ဒါပဲအဲ့ဒီအဲ့ဒီ link ကိုဘာလို့ရတာလဲဆိုတော့ကျွန်တော်တို့ကဒီ Telegram တို့အမျိုးဝါနော် social media တွေကို တုံးပြပြမှာနော်တငယ်ချင်းတွေကိုဒါမှမဟုတ်လည်းတငယ်ချင်းတွေပုံမှန်နဲ့ဒီဇိန်းတွေပေါ့နော်တို့လို့လာပြီးတော့ကြည့်ခိုင်းလို့ရပြီပေါ့နော်ဟိုမှာကျွန်တော်တခုပြလိုက်မယ်ဒီမှာကျွန်တော်ဒီမှာနော်ဒီမှာ link ချလိုက်တယ် လင့်ချပြီးတော့တို့ပို့ပေးလိုက်တယ်ဗောနော်လင့်ချပြီးတော့တို့ပို့ပေးလိုက်တယ်ဆိုဘယ်ရောက်သွားမလဲဆိုတော့အဲ့ဒီ link ကအာ Okay ကျွန်တော် link ပို့ပေးလိုက်အောင်เนาะဒါဆိုသူကဒီ link ကနေဝင်နေဆိုလို့ရှိရင်ကြော်ညာတွေအများကြီးကိုဖြတ်ရမယ်ဒီမှာကြည့်လိုက်ကျွန်တော်နှိပ်လိုက်တယ်เนาะခုနကကျွန်တော်ယူလာတဲ့ link ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာကြော်ညာတွေကိုရောက်သွားတယ်ဒီကြော်ညာတွေကိုရောက်သွားတယ်ဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ website မှာဗောနော်ကျွန်တော်တို့ရဲ့ ATS တရားဒီကြော်ညာ website မှာဗောနော် ဒီကြောင်ရ website မှာကြာတော့သူက click ဒီမှာမိတ်ဆွေတို့ဒီညမှာလာကြည့်လိုက် static ဆိုတဲ့နေမှာဟာဒါမျိုး click ပေါ့နော်ဒါမျိုး click အချိန်ရနေတဲ့ဟာတိုးသွားတယ်အဲ့လို click ကပို့ပြီးတော့ပတ်ဆံရတယ်ပေါ့နော်ပို့ပြီးတော့ပတ်ဆံရတယ်ဒါပေမဲ့မိတ်ဆွေကအဲ့ဒီ link ကိုအမြဲတမ်းကြီး like ချနေလို့အဆင်မပြေဘူးပေါ့နော်ဒီ link ကိုအမြဲတမ်းကြီး like ပေးနေလို့အဆင်ပြေဘူးဘာလို့လဲဆိုတော့ user တွေကကျွန်တော်တို့ page ကိုလာဖို့အရေးကြီးရယ်အဲ့လိုမှမလာဘူးဆိုရင် user တွေ ဟွာဖြစ်တော့ဘောနာကျွန်တော်တို့ရဲ့ page မှာလူအရောက်ပေါက်နေတော့မောလူအရောက်ပေါက်နေရတဲ့အခါကျလို့ရှင်ပတ်ဆိုင်ကလည်းဒီထင်တလောက်မရဘူးဖြစ်တော့မယ်ဗောနော်ဘလို့ဆို user တွေကဒီနေရာကိုရောက်လာတဲ့အခါကျမှကြော်ညာတွေကိုမြင်မယ်လေကြော်ညာတွေကိုမြင်ပြီးတော့ကျွန်တော်တို့ရဲ့ဟွာ website တွေ video link တွေရှိကိုတိုက်ရိုက်တွားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့လို့ကအာပို့ပြီးတော့ကိုယ့်ပေါ်ယုံကြည်မှုရှိလာပါဘောနော်အဲ့ဒီအခါကျတော့ရေရှည်လက်တွဲမှာရေရှည်လုံးမယ်ဆိုလို့ရှိရင်ဒီအကောင့်လေးကိုတုံးလာနေနေ short ပါနော်ဒီ ATS ဒီ direct link တွေကိုတောင်းတာနည်းနည်းလျှော့ပါအဲဆိုကျွန်တော်ကဒီကိုရောက်လာတယ်အဆင်မပြေဘူးဗျာအဆင်မပြေဘူးဆိုပြန်ထွက်လိုက်တယ်ပြန်ထွက်လိုက်မှနောက်တစ်ခေါက်ပြန်နှိပ်တယ်တို့ကဒီကြောင်ရ website တွေတဲ့ကိုနှစ်ခါသုံးခါလောက်ရောက်ပြီးရဲ့ခါချမှာပဲကျွန်တော်တို့ရဲ့မူရင်း page ကိုရောက်တယ်ပေါ့နော်ဒီတဲ့ပဲပြန်ရောက်လာတယ်ဟုတ်လားတို့အဲ့လိုပဲကြော်ညာတွေကဒီလိုပဲ အမြဲတမ်းဒီနေရာကိုဒီကြော်ညာတွေထဲဟုတ်ပဲခေါ်ခေါ်ပြီးတော့တွားတယ်ပေါ့နော် user တွေကိုဖုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ click လုပ်လိုက်တယ်ဆို back တန်ဆုပ်လိုက်လို့ရတယ်ဒါဒီမှာတော့ကျွန်တော်တို့ click လုပ်တယ်ဆို back ပြန်ဆုပ်လို့မရဘူးပေါ့နော်အဲ့ပြီးကြော်ညာတွေဖြတ်ကျော်ပြီးမှပဲကျွန်တော်တို့ရဲ့မူရင်း website ကြီးဖြစ်တဲ့ဒီကိုရောက်မှာဟုတ်ပြီနော်အဲ့လိုနည်းနဲ့လည်းမိတ်ဆွေတို့ဒါ traffic လုပ်လို့ရတယ်ပေါ့နော် track လုပ်လို့ရတယ် okay ဒါကတော့ကျွန်တော်ဒီဒီဗီဒီယိုမှာကျွန်တော် website ကိုဘယ်လိုလောက်အောင်လုပ်မလဲဗောနော်ဘယ်လိုကိုယ့်ဟာကိုယ်ဘယ်လိုလောက်အောင်လဆင်မလဲနောက်ပြီးရခါကြာလို့ရှင်ကျွန်တော်တို့ဒီ ATS DR ရဲ့ဒီဥစား direct link ကိုဘယ်လိုတုံးမလဲဆိုတာကျွန်တော်ပြောပြပေးရနောက်နေ့တွေမှာဆိုလို့ရှင်တော့ကျွန်တော်တို့ကကြံတော့ကြံနေတယ်နောက်နေ့တွေမှာဆိုလို့ရှင်ကျွန်တော်တို့ဒီကောင်တွေကိုဘယ်လိုတုံးရမလဲဆိုတာပြောပြပေးမယ်နောက်တဲ့ကြော်ညာကုတ်တွေအများကြီးရှိတယ်ဗောနော် နောက်နေ့ညမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကြော်ငါကုတ်တွေဒီ native banner တို့နောက်ပြီး social bar တို့အဲ့ကောင်တွေဘယ်လိုတုံးရမလဲဆိုတာကျွန်တော်ထပ်ပြီးတော့အာပြောပြပေးမယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပဲ